မင်္ဂလာပါဒီနေ့ဖတ်ပြမှာကတော့ခလေးရှိနေရဲ့အခန်း6ပဲဖြစ်ပါတယ်အခန်း6နေ့လေစာထွက်စားတော့စိတ်ပါလက်ပါငင်းခုန်သွားတဲ့တပည့်တွေရဲ့နောက်ကဆီယမ်မောင်းကတ်လိုက်သွားတယ်လမ်းချင်းကလေးတစ်ခုရောက်တော့ဘယ်ဘက်ကိုချိုးဝင်မို့နောက်ကနေလှမ်းပြောလိုက်တယ်အမေကင်ဟမ်ဘာဂါနမကြီးရဲ့ပက်ပီရဲ့ဆိုင်ကိုဥတီသွားကြတာမွန်တဲဖို့7မိနစ်ပဲလိုတော့လို့ခလေးတွေဆိုင်ကိုတုတ်ချစ်တင်နေကြတယ်ရှိဆုံးနှန်းကစပွဲရှိကြီးမှာနေရာယူလိုက်ကြပြီး အလော်ဒစီမှာနေကြတယ်မစ္စတာမောင်ကစမိလိုက်တယ်ဘယ်ရှိနေကိုမင်းတို့ကိုကြိုက်လဲဆယ်ယောက်ချက်ချင်းဖြေကြတယ်ချက်ဟိုကန်နဲ့ကလီဖိုနန်စ်ကိုကြိုက်တဲ့အောက်ဆုနှစ်ဆုကွဲသွားပြီဆီယန်ကသူ့အတန်းသားတွေကိုမိကုန်းနေဆက်မိတယ်ဘယ်ရှိနေကိုပိုကြိုက်လဲဘယ်ရှိနေကိုပိုယုံလဲဘယ်ဘက်ကိုဂျူရီဖွဲ့ကပါမယ်ထင်လဲစားဆရာတွေရောက်လာတော့အလိုလိုစကားဆပြတ်သွားကြတယ်ခဏနေမှဆရာကကဲဆရာတို့မဲခွဲမယ် စားလည်းမပြမပြက်အောင်လက်ထောင်ပြရအောင်မပြကြမစ္စတာဒက်ဖီကအပြစ်ရှိတယ်လို့ထင်တဲ့သူလက်ထောင်ထောင်နဲ့လက်တွေကိုဆရာကရေးတယ်အားလုံးလက်ဆယ်ကြကဲအပြစ်မရှိဘူးထင်တဲ့လူ သူကလက်တွေကိုရည်ရင်မေးလိုက်တယ်တီယိုတဖက်ဖက်ကိုပဲမင်းမဲပေးရမယ်လေ sorry ပါဆရာ ကျွန်တော်မပေးနိုင်သေးပါဘူးဆရာအစိုးရရှိနေဘလို့ဆက်ပြီးဆွဲချက်တင်းမယ်ဘလို့တက်တည်ပြမယ်ဆိုတာကျွန်တော်မသိသေးလို့ပါ ခုတင်ပြသွားတာတွေကထင်မြင်ချက်ပဲရှိသေးတာပါဆရာဖြစ်တန်ရတွေပေါ့ဟုတ်စဒါမဲ့တော်တော်ထိရောက်တယ်လို့ဆရာထင်တယ်အေရုံကကျွန်တော်လဲတီယိုနဲ့သဘောတူပါတယ်ဆရာသူကြည့်ရတာအပြစ်ကျူးလွန်ထားတယ်လို့ပဲဒါပေမဲ့အဆွမ်းရှိနေကတင်မြပုံကတိတ်မထိရောက်တယ်လို့ဖြစ်နေတယ်အဲ့ဒါပြဿနာလို့ကျွန်တော်ထင်ပါတယ်ဆရာအေရမပြဿနာကြီးပေါ့ကွာအက်ဒဝတ်ကဝင်မေးလိုက်တယ်ခိုးသွားတဲ့လက်ဝတ်လက်စားတွေနိုင်တွေတနတ်တွေရောကိစ္စကောအဲ့ဒါတွေပြန်တွေ့လာဘယ်မှလဲဘယ်သူမှထည့်မပြော ဒါတော့ဆရာမသိဘူးကစဖွဲ့နေနေမို့အားလုံးမပါသေးရလားမသိဘူးအမှုကတော်တော်ကြောက်အောင်မထင်နဲ့နော်ဆရာတီဘိုကဝင်ထောက်တယ်တက်တီဝေဘယ်တော့ခေါ်မလဲမသိဘူးချေ့စ်ကပထမအဆုံးထုတ်တဲ့တက်တီကဘာလို့ဖြစ်မလဲဆရာတက်တီစင်းဆရာမတွေ့သေးဘူးကအများအဖြစ်တော့လူသက်မှုစတာနဲ့ပထမတက်တီထုတ်တာပဲရေးစုံတော့တယောက်ဖြစ်ဖို့များတယ်ဒါဆိုအစ်စစ်ပေါ့ကျွန်တော်ဒီနေ့ဘယ်ချိန်ထိနေနိုင်မလဲဆရာเจ้าကို3နိုင်ခွဲအရောက်ပြန်ရမယ်အမှုကဘယ်ချိန်ထိစစ်မှာလဲဆရာ ်သီအိုကဝင်ရှင်းပြတယ်။တရားချီကန်ထရီကတိတ်အလုပ်လုပ်တဲ့လူကြီးအနည်းဆုံး9နာရီထိတော့ရောက်သွားလိမ့်မယ်ထင်တယ်။ကျွန်တော်တို့မရစ်ပန်ကရောပြန်လာနားထောင်လို့မရဘူးလားဆရာ။မရဘူးထင်တယ်။လေ့လာရခဲ့တဲ့ရက်ပဲထွက်ရတယ်။မင်းတို့ချားတန်းတွေဝင်ရအောင်မယ်လေ။ဆရာတန်းကိုမင်းတို့စိတ်ဝင်စားဆုံးမှလား။ဆရာထင်တာပြောတာပါ။ဆရာကသူ့တန်းသားတွေကိုမြင်မြင်စားကြဖို့တတိပေးလိုက်တယ်။ဖက်ပီဆိုင်ပန်ရှင်ကအချိန်ဆွဲပြီးစားတဲ့သူတွေကိုဟောက်တဲ့နေရာမှာနမိတ်ကြီး အပြင်ကျတော့လမ်းပေါ်မှာနေလေစာထွက်စားတဲ့လူတွေပိုရှုပ်နေပန်းညင်တွေကရေပန်းတဝိုက်မှာအရှုပ်ဆုံးရုံးအလုံးသမားတွေထမင်းကျန်ကိုစီနဲ့နေဘူးစာလုံရင်းလာစားကြတာကိုမတော်ပီကေရဲသားအိုကြီးဖီခော့ကခရဟောင်းကြီးကိုလေပင်းမှာလွဲလို့လက်အိတ်ဝါကြီးနဲ့ကားတွေကိုကြိုးကြိုးဆဆလက်ပြနေပေမဲ့ရှင်တိုင်းမှုတွေကရှိမြဲရှိနေတာပါပဲဝတ်စုံနဲ့လူတစ်တိုက်ကကျောင်းသားတွေနဲ့မျက်နှာမူပြီးလမ်းပေါ်ရှောက်နေကြတယ်ဆရာမောင်ကသူ့တပည့်တွေကိုလှမ်းပြလိုက်တယ် ဟေးဟိုမှာမစ္စတာဒပီနဲ့သူ့ရှင်နေတွေသူတို့ရှိကရှောက်သွားတဲ့လူတစ်တိုက်ကိုចောင်းသားကလေးတွေလှန့်ချလိုက်ကြတယ်ပီတာဒက်ဖီကလီဖိုနန့်စ်နဲ့သူ့အုပ်စုဝင်ရှိနေတဲ့တိုက်ပြင်စမလူကိုဒီမနေ့တရားရုံးမှာတီအောင်မတွေ့လိုက်ဘူးဒါပေမဲ့သူ့ကိုကောင်းကောင်းသိသူ့နာမည်ကအိုမာချစ်သူကရှိနေမဟုတ်ဘူးဒါပေမဲ့ရှိနေလောကမှာတော့သူ့ကိုမသိတဲ့သူမရှိမရှိတဲ့လောက်ပဲစီးပွားရေးသမားကော်မတီနှစ်ခုရဲ့ပိုင်ရှင် ရှေ့နေလိုအပ်တဲ့အချက်လက်တွေကိုထောက်လန်းပေးတဲ့အလုပ်လဲလုပ်တယ်။ဒီလုံမလုပ်ခင်ကအလွတ်ဆုံးတော့လုပ်ခဲ့ဘူးလေတဲ့။သူ့ကိုတရားရုံးတွေမှာပဲမြင်ဘူးလား။အပြင်မှာတစ်ခါမှမတွေ့ဘူး။ဒီမှုမှာအိုမာချီနဲ့ပတ်သက်နေရဲ့လို့သတင်းဖြစ်နေ။ဒါဆိုရင်တော့တရားခံဖော်ထုတ်နိုင်တော့မှာပေါ့။အိုမာကတီအိုကိုလှမ်းကြည့်လိုက်တယ်။လူကဝဝတုတ်တုတ်မလကောင်းကောင်းအေယာမကောင်းကြီးကိုအမြဲတမ်းပြောင်းရိတ်ထားတယ်။ သူ့ကိုမြင်တာနဲ့လူတွေကြောက်အောင်လုပ်ထားတဲ့ပုံစံမျိုးဒါမဲ့သူ့လုပ်ငန်းမှာသူအောင်မြင်နေတယ်ပြန်လှည့်ပြီးမစ္စတာဒက်ဖီနောက်ကိုမြင်အောင်ပြန်လိုက်သွားတယ်ခလီတတိုက်ကလည်းလူစုကွဲသွားပြီးသူတို့နောက်ကိုတုတ်ချစ်တင်လိုက်နေကြတယ်ပီတာဒက်ဖီနောက်ကကပ်ပါသွားတဲ့အိုမရဲ့ပုံစံဟာတယောက်ယောက်ချောင်းပြင်ဒက်ဖီကိုမထိအောင်ကာကွယ်နေတယ်လို့လို့ကလီဖိုနန်စ်ကတလန်းလုံးရှီစရာတွေပြောလာတယ်သူ့လူတွေကလည်းတဝါးဝါးနဲ့ပီတာဒက်ဖီရဲ့အတန်ကအကျယ်အည်တန်ကအကျယ်ဆုံး တက်တဲ့တရားမှမပြနိုင်ခြင်းကိုတီယိုကြိတ်ပြီးမကြည်မနဲ့ဖြစ်နေဒီလူဟာတရက်ခန့်တီယိုစိတ်ထဲကကြိတ်ပြီးပြောလိုက်ပြန်တယ်။ဘာဖြစ်လို့သူ့ကိုတရားဥပဒေကအေးမယုံနိုင်ရတာလဲ။အဲ့ဒီအလုပ်ကိုငါဘာလို့မလုပ်နိုင်ရမှာလဲလို့တွေးပြီးမစ္စတာတက်ဖီတို့လူတတိုင်းနောက်ကိုတီယိုတုတ်ချစ်တင်ပြီးလိုက်နေဒီအမှုမှာတခုခုလုံးနေတနည်းအားမလစ်ဟာနေတယ်။ဒီပြဿနာကို ရှင်းနိုင်ရှင်းရှင်ကိုရှင်းနိုင်ကြအောင်မလားလို့တီယိုတန်တဲ့ဖြစ်စပ်ပြုတ်လာတယ်။ ရန်နာကသူတို့နေရာမှာပြန်ထိုင်လိုက်ကြတယ်။တရားသူကြီးကန်ထရီကနေ့လယ်ပိုင်းရုံးတော်ကိုတနအိတတိမှာပြန်စတယ်။ဘီလစ်စေးကြီးကောဆက်ကသူတို့လူတိုက်ကိုမြင်သွားပြီးလှမ်းခေါ်တယ်။ဟေးတေယိုဟုတ်ကဲ့ခမညာဒါမင်းတို့အတန်းလားကွ။ဟုတ်ကဲ့အတန်းသား16ရောက်နဲ့ကျွန်တော်တို့ဆရာမစ္စတာမောက်မှာတရားသူကြီး country ကမင်းတို့ကိုတွေ့ချင်လို့တဲ့ကွာသူစီမံသွားလိုက်တီယိုကသူ့ကိုယ်သူလက်ညှိုးထိုးပြီးတခုခုပြောဖို့စိတ်ကူးလိုက်တယ်ဘေးလစ်စီကြီးက တဒန်းလုံးတော့မမြင်လာကြသူတို့လူလူတိုက်ဘေးလက်ဆေးကြီးနောက်ကလိုက်တော့ကြတယ်တရားသူကြီးကသူ့တိတက်ရုံငန်းလေးကိုခေါ်တွေ့တာသူ့အခန်းကသူ့တရားခွင်သူ့ခုံနဲ့ကြောချင်းကပ်သူ့အခန်းကခြားရုံငန်းတွေနဲ့မတူဘူးတက်သားမှန်ကူကွက်တွေနဲ့အလှဆင်ထားတယ်တရားသူကြီး country ရဲ့ရှေ့ကတရားသူကြီးတရားသူကြီး country ရဲ့ရှေ့ကတရားသူကြီးတွေရဲ့တပ်ပုံကြီးတွေကိုတစ်ခန်းလုံးမှချိတ်ထားတယ်တရားသူကြီး country ကဝေယုံနဲ့ချုပ်မထားသေးဘူး ចောင်းသားတွေကိုအခန်းဝါကထွက်ကြတယ်။ Hello Theo လို့နှုတ်ဆက်တော့ Theo အနေနဲ့ကြက်သွားတယ်။ចောင်းသားကြီးတွေကစကားပြောချင်လုံးလုံးနှုတ်ရနေပြီ။တရားသူကြီးကဆရာမောင်ကိုလက်ဆက်နှုတ်ဆက်ရင်းပြောတယ်။ဆရာ Mr. မောင်ပေါ့နော်။ဟုတ်ပါတယ်တရားသူကြီးမင်းခင်ဗျာ။ကျွန်တော်သူတို့ကကျွန်တော်ရဲ့အခြေခံဥပဒေတင်နန်းចောင်းသားတွေပါ။သူတို့အတွက်အခန်းထဲမှာထိုင်စရာနေရာမဆန့်လို့တရားသူကြီးကဒီတိုင်းရက်ပြီးစကားပြောတယ်။ကျေးဇူးတင်ပါတယ်ဆရာ။ခုလိုလာရောက်တဲ့အတွက် တရားဥပဒေအကြောင်းចောင်းသားတွေလက်တွေ့လည်လာခွင့်ရသွားတာပေါ့အဲ့ဒါတိတ်အရေးကြီးပါတယ်ခုချိန်နေတိဘလို့သဘောရကြလဲဆိုတဲ့အမြင်လေးပြောကြပါဦးခလေး16ရောက်လုံးငြိမ့်နေကြတယ်သူတို့ဘာဖြေရမှန်းမသိကြဘူးလေဆရာကသူ့တပည့်တွေကိုဝန်ကယ်လိုက်တယ်တရားခွင့်ကိုသူတို့တိတ်သဘောကြပါတယ်တရားကြည့်မိခင်ဗျာနေ့လည်စာဆိုင်ဆွေးနွေးခဲ့ကြပါတယ်ရှင်းတွေတွေအကြောင်းဂျူရီအဖွဲ့တွေအကြောင်းပေါ့ခင်ဗျာပြီးတော့တရားခက်မှအပြစ်ရှိမရှိအကြောင်းတွေလည်းဆွေးနွေးကြပါတယ် အပြစ်ရှိမရှိအကြောင်းတော့ကျုပ်မပြောပါဘူးဒါပေမဲ့ရှေ့နေနှစ်ယောက်လုံးတော်ကြတယ်မထင်ဘူးလားခလေးစချောက်လုံးပြန်လူကောင်းနှိမ့်ကြတယ်တီယိုဘုန်းရောသူ့အမြင်နဲ့မဆွေးနွေးဘူးလားရှင်သန်တွေထွက်လာတယ်တီယိုတို့အနေရချက်သွားပေမဲ့ဘဝင်မြင့်ကျင်တယ်လို့လို့ဖြစ်သွားတယ်ဟုတ်ကဲ့ခမဘယ်ဘက်ကလိုက်ပါလို့တော့သူတို့ကိုကျွန်တော်မတိုက်တော့မှဘူးဤတန်တချို့ထွက်လာတယ်တရားခွင်နဲ့ပတ်သက်လို့အင်းဒီအမှုနဲ့ပတ်သက်လို့ပေါ့လေဘာများပြောချင်ကြသေးလဲ Brandon က ဟုတ်ကဲ့ခင်ဗျာရှိပါတယ် TV ဇလန်းတွေတွေမှာတော့မထင်တဲ့နေရာကတက်တည်တယောက်ဘွားကနေပေါ်လာတက်ပါတယ်ဒီမှာတော့ခုတက်တည်တယောက်မှမပေါ်လာသေးလို့ခင်ဗျအဲ့ဒီလိုမပေါ်လာရင်တော့အစိုးရဘက်ကအတော်အားနည်းနေပါလိမ့်မယ်ခင်ဗျာတားပြောတာကောင်းပါတယ်ဒါပေမဲ့ဒီအမှုမှာအဲ့လိုပေါ်လာစရာအကြောင်းရှိပါဘူးတကယ့်တရားခွင်က TV ဇလန်းနဲ့မတူဘူးသားတရားခွင်မစခင်နှစ်ဖက်လုံးကတက်တည်စင်ရုံတော်ကိုကြိုတင်ထားရတယ် TV ဇလန်းဆိုတာက တကယ်အဖြစ်ပြည့်နေမတူဘူးလေ။ तू ကဝတ္ထုကိုပြန်ရိုက်တာကို Jarvis ကဝင်မေးတယ်။ပထမဆုံးသက်သေကဘာလို့ဖြစ်မလဲခမ။အသက်ခံရတဲ့အမျိုးသမီးရဲ့ညီမဖြစ်မှာပေါ့။ तू ကအလောင်းကိုပထမဆုံးတွေ့တာကိုသူ့ကိုစစ်ပြီးတော့မှရှားဆွေးမှုရဲထောက်လန်းရင်ဒါထက်သားတို့ဒီနေ့ဘယ်ချိန်ထိနေနိုင်မှာလဲ။ဆရာမောင်ကဝင်ဖြေတယ်။၃နိုင်ခွဲမှာကျွန်တော်တို့အကြောင်းကိုအရောက်ပြန်ရပါမယ်တရားသူကြီးခမင်းခင်ဗျာ။ Okay ဒါဆိုရင်၃နိုင်မှတရားခွင်ခဏနားမယ်။ ဲ့ဒီအချိန်မှာဆရာတို့လည်းနားကြပေါ့ဒေါက်တာရန်နာမှာထိုင်ရတာအဆင်ပြေကြရဲ့လားပြေပါရခင်ဗျပြန်ဆိုင်အခန်းထဲမှာနေရာကောင်းရမှာပါညနေပိုင်းမှာလူရှင်းသွားလိမ့်မယ်အမှုကတဖြည်းဖြည်းရှင်းလာပါပြီကလေးတွေတရားရေးကိစ္စမှာခုလိုစိတ်ဝင်စားတာဂျေဇုတင်တဲ့အကြောင်းထပ်ပြောပြရစီနိုင်ငံတနိုင်ငံမှာတရားဥပဒေစိုးမိုးရအရေးကြီးဆုံးမှာပြောပြီးတရားသူကြီးကနှီးကုန်းချုပ်လိုက်တော့ကလေးတွေကဂျေဇုတင်တဲ့အကြောင်း အားလုံးဝိုင်းပြောကြတယ်။ဆီယမောင်ကတရားသူကြီးကိုလက်ဆွဲနှုတ်ဆက်ပြီးခန်းဝါကနေပြန်ထွက်လာခဲ့ကြတယ်။ဗီလစ်စီဂျီဂေါဆပ်ကသူတို့ကိုကောင်းဆောင်ပြီးလူရှင်းသွားတဲ့တရားရုံးခန်းမတွေကိုခေါ်သွားပြီးတရားလူအုပ်စုထိုင်တဲ့ဒုတိယတန်းမှာနေရာချပေးတယ်။ရှေ့ဆုံးတန်းမှာထိုင်နေတဲ့လူငယ်နှစ်ယောက်ကိုအစိုးရရှေ့နေကရုံးတော်နဲ့မိတ်ဆက်ပေးတယ်။သွားလေသူမစ္စစ်ဒက်ဖီရဲ့သားနှစ်ယောက်ရှေ့နေအဖွဲနှစ်ဖွဲဟာနေရာသိမ့်မဝေးကြဘူး။ဖီတာဒက်ဖီရဲ့နောက်မှာအိုမာထိုင်နေတယ် သူ့ရဲ့အနဲ့ရောင်မျက်လုံးတွေကအယောင်တစ်ဖက်ဖက်တောက်နေပရိသတ်တွေကသူဝိတ်ကြည့်ရဲ့တယောက်ယောက်ကို၆လုံးပြုတ်နဲ့လှန့်ပစ်တော့မလို့လို့ပြီးတော့ចောင်းသားအောက်စုတွေကတီအိုကိုဆူဆူဝါဝါစိုက်ကြည့်လိုက်တယ်ဒီနေရာမှာလူလူတူတူထိုင်ရတော့ចောင်းသားတွေကပျော်မဆုံးဖြစ်နေတယ်တိတ်ပင်ယိုယိုနေတဲ့ chase ကတီအိုကိုညာတီအိုညာဘက်မှာကတ်ထိုင်းလို့သူကတီအိုနာကတ်ပြီးတူတူလေးပြောလိုက်တယ်မင်းဘလူးထင်လဲတီအိုတရားများတာတယ်လို့ထင်လားထင်ဘူးဒါပေမဲ့တရားသူကြီးနေငါနဲ့ခင်ပါတယ်ကွာ အေးဝမ်းသာစရာပေါ့ကွာနေ့လေတနားတိတိမှာတရားရုံဘိလက်စီကြီးရဲ့အတန်အော်အော်ကြီးထွက်လာတယ်တရားခွင်ပြန်ဆပါတော့မယ်ခမညာကိုနေရကိုဆက်ပြီးထိုင်နေကြပါတရားချီကန်ထရီကဝတ်စုံနဲ့ကြီးနဲ့နောက်ခန်းတွေကထွက်လာပြီးသူ့ခုံမှာဝင်ထိုင်လိုက်တယ်ချက်ဟိုကန်ကလှမ်းကြည့်ပြီးချက်ဟိုကန်ကိုလှမ်းကြည့်ပြီးအမိန့်ပေးလိုက်တယ်နံပါတ်1အစိုးရတက်တဲ့ခေါ်ပါနောက်ဘီလစီကြီးတယောက်ကဝကောင်းဆာလာနဲ့မြို့သမီးတယောက်ကိုတက်တဲ့ဝက်ချန်နဲ့ခေါ်သွားတယ် အမျိုးသမီးကကျန်းစာအုပ်ကိုပိုင်းပြီးကျန်းကျိန်တယ်။မှန်သောစကားကိုဆိုပါမည်လို့သစ္စာပြုရတယ်။ထိုင်ကုန်မှာသူဝင်ထိုင်ပေးတာနဲ့မစ္စတာဟိုကန်ကမိုက်ခရိုဖုန်းကိုသူ့ဘက်ဆွဲပြီးစစ်ဆေးတယ်။အမျိုးသမီးနာမည်ကအီမီလီဂရင်းမိုင်ယာဒက်ဖီရဲ့ညီမအသက်44နှစ်ဒီမှာမွေးပြီးဒီမှာကြီးတဲ့အမျိုးသမီးပဲ။ကျမရင်းနဲ့အားကစားဌာနမှနီးပြတ်မစ္စတာဟိုကန်အခွင့်ရှောင်းလိုက်ချက်မှာပြောတဲ့အတိုင်းသူ့အမနဲ့နေလေစာစားဖို့ချိန်ထားတဲ့အချိန်မှာရောက်မလာတာနဲ့သူစိတ်ပူလာတယ် ုံးဆက်လည်းမကိုင်းဘူးဒါနဲ့သူကပိုစိတ်ပူလာပြီးသူ့အမဖုန်းကိုထက်ခါထက်ခါခေါ်တယ်မင်းရတာနဲ့ defeat အိမ်ကိုအပြေးလွှမ်းလိုက်သွားတယ်အဲ့ဒီမှာအေကန်နဲ့ကကော်စောပေါ်မှာသူ့အမလက်ချက်တည်ဆုံးနေတာကိုတွေ့ရတော့တယ်သူတို့အတွက်ကတော့အားလုံးရှင်းနေ Mr. Hogan နဲ့ Mrs. Emily Green ဟာတတိချာချာစီးဝါရိုက်ထားတာတိတာနေသူ့အလှည့်ပေးရတဲ့ Cliffordance ကထားရပြီးပြန်လည်မေးခွန်းမေးစရာရှိတဲ့အကြောင်းကြေညာလိုက်တယ် Mrs. Green ကရှေ့ဆုံးတန်းမှာထိုင်းနေတဲ့သူနှစ်ယောက်နေပြီးမှဝင်ထိုင်းလိုက်တယ်။သူ့နေရာက Mr. Mount နဲ့ចောင်းသားတတိုက်တို့ရဲ့မျက်နှာချင်းဆိုင်။နောက်သက်သေတစ်ယောက်ကရှာဆွေးမှုရဲထောက်လန်းရေး Crow ။နေရာမှာပုံကြီးပေါ်လာပြီးသူနဲ့ချက်ဟုတ်ကန်တရင်တနီမေးချဖြေကြတယ်။ပြီးပါပြီ။